FDA နဲ့မကန့်ညီတဲ့အတွက်ဒီလိုမျိုးလှုပ်လိုက်တယ်ဆိုတာကတော့ပြောမယ်ဆိုရင်တော့တော်တော်လေးကိုပြောမယ်ဆိုပြင်းထန်တဲ့အရေးယူမှုလို့ပဲကျွန်တော်နေမှတ်ယူပါရစေ။ အိုင်ဘုံမှာရန်ကုန်နာမည်ကြီးနေတဲ့ဖတိမအချင်းပေါင်းအပိတ်ခံလိုက်ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးကျွန်တော်ကြည့်ရှုနေကြပြီးရတဲ့ reaction လေးလုပ်ပေးသွားမှာလည်းဖြစ်ပါတယ်။ဒီ reaction လောက်ရအဓိကအကြောင်းရင်းကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပြောစရာတွေများစွာရှိနေတဲ့အတွက်ကြောင့်လည်းကျွန်တော်တို့ reaction လုပ်လိုက်ခြင်းလည်းဖြစ်ပါတယ်။ဆိုတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တိပီစီပဲဖြစ်စီမသိရသေးဘူးပဲဖြစ်စီပြန်လည်းကြည့်ရှုဖို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ချင်ပါတယ်။ Okay ဆိုတော့အရင်ဆုံး reaction မလုပ်ခင်မှာဒီ video လေးအနေငယ်ကိုကျွန်တော် ဖွင့်ပြမယ်ပြီးရင်ကျွန်တော်ပြန်ပြီးတော့ reaction လုပ်ပေးပါမယ်ဆိုတော့ကြည့်လိုက်အောင်အားကျွန်မရှိတဲ့အခါကျတော့ပို့ပြီးတော့အဆင်ပြေတာပေါ့သူလည်းစီးပွားရေးအဆင်ပြေပေါ့နော်ပတ်ဝန်းကျင်လည်းအဆင်ပြေပေါ့မောက်လည်းအဆင်ပြေအဲ့မျိုးပို့ပဲသူမြန်မြန်ထွက်နိုင်လေပို့ကောင်းလေပေါ့နော်တိတော့ဘွားမောင်နှမတွေကခင်ခင်နဲ့မှကျွန်မသားကြီးလိုအဆင်ပြေတော့အရှုလာဝယ်နေတာနည်းနည်းပါးပါးအဆင်ပြေလာတာပဲရှိတယ်ပထမဟိုသားတော့တွေ့တယ်လေပထမဟိုအဝဲတွေ့လာပဲကမလာမသားဟိုသားကြီးလာတယ်သားကြီးလိုလိုက်လာတာအင်းဒီပထမလုံးကပထမလုံးတွေ့ဘူးဆိုတော့ဘာလို့ပဲရတော့မသိဘူး โอเคဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးသိကြတဲ့အတိုင်းပဲလက်ရှိအချိန်မှာတော့မက်ဖက်တီမားရဲ့အချိန်ပေါင်းပြဿနာတော်တော်လေးကိုဟိုးလေးတချော်ဖြစ်နေတယ်ပေါ့နော်ဆိုတော့ဟိုးလေးတချော်ဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့အမကလက်ရှိမှာကိုဝင်းနေဖြစ်တဲ့အတွက်ကြောင့်အားလုံးကသူ့ရဲ့ဒီလုပ်ငန်းလေးအောင်မြင်လာတဲ့အပေါ်မှာပြောပြဆိုမူရီတာဘွားနေကြတယ်သို့တော်လည်းပဲအခြားတစ်ဖက်မှာဒီဟာနဲ့ဆန့်ကျင်ဘက်နနာလိုဝင်တိုမှုတွေရှိနေတဲ့အဖွဲ့ကလည်းတီးတန့်ရှိကောင်းရှိနေနိုင်တယ်ဒါကြောင့်လည်းလက်ရှိအချိန်မှာဒီအဖွဲ့ရဲ့နောက်ပြောမယ်ဆိုတိုင်ကြားမှုတွေကြောင့် အမကလက်ရှိမှာရောင်းဝယ်မှုအားလုံးကိုရဆိုင်လိုက်ရတာဖြစ်ပါတယ်ဒါကျွန်တော်အပါဝင်ကျွန်တော်ရှုနေကြတဲ့ viewer တွေလည်းစိတ်မကောင်းဖြစ်မှာကျွန်တော်နားလေတယ်ဒါကြောင့်မလို့လည်း TVB ရဲ့ရှင်လေးကိုကျွန်တော်တွေလည်းဖန်ပြလိုက်ခြင်းလည်းဖြစ်ပါတယ်ဆိုတော့ပြောမယ်ဆိုရင်အမှန်တိုင်းပြောရမယ်ဆိုကျွန်တော်အရှိရက်တွေလောက်တွေက TVB ရှင်လေးလုတ်ပေးချင်တာပါတော်တော်လည်းပဲအဲကျွန်တော်အလုပ်ဒီမှာရတဲ့ TVB ရှင်နောက်ကျသွားခြင်းလည်းဖြစ်ပါတယ်ဆိုတော့ဒီနေ့ပြောချင်တဲ့အဓိကအကြောင်းရင်းတွေက များစွာရှိပါတယ်ဆိုတော့များစွာရှိတဲ့အထဲမှာမှကျွန်တော် step by step ခွဲပြီးတော့ပြောသွားမယ်နံပါတ်၁ချက်ကဒီအမဘာကြောင့်ဒီလိုမျိုးအောင်မြင်လာရတဲ့ဆိုတဲ့အကြောင်းရင်းကိုလည်း knowledge sharing နဲ့အနှဲငယ်တည်းမှာဖဲ့ပြီးပြောခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့အမလိုမျိုးပဲလမ်းမေးစည်းတယ်များစွာရှိတယ်နော်လမ်းမေးမှာကျွန်တော် street food ရောင်းနေတဲ့လူများစွာရှိတယ်ရောင်းနေတဲ့အထဲမှာမှဒီအမမက်ဖက်တီမှာဘာကြောင့်အောင်မြင်ပြီးတော့မှတခြားသောသူတွေက ဒီလိုမျိုးဖြစ်မလာသေးတာလဲဆိုတာကိုကျွန်တော်အနေနဲ့အဓိကကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေအတွက်ကျွန်တော်မိမောင်းထုတ်ပြရခြင်းနဲ့ဖြစ်ပါတယ်ဆိုတော့အမကဘာကြောင့်အောင်မြင်တာလဲဆိုတော့လက်ရှိ social media ကိုသူကကောင်းကောင်းအသုံးချပြီးတော့မှသူ့ရဲ့ဒီလက်တလောသူရောင်းချနေမှုတွေကိုပိတ်သက်နဲ့တိုက်ရိုက်ထိတွေ့ခွင့်ပေါ့နော်သူကိုယ်တိုင်ဖန်တီးလိုက်တာလည်းဖြစ်ပါတယ်ဆိုတော့ဒီလိုဖန်တီးလိုက်ခြင်းအပြင်ဘာအချိုးကျစုတွေရလာလဲဆိုတော့ဥမာဆိုပါစို့မက်ပတီမရဲ့တိုင်မြာဒီအချိန်ပေါင်းကအမြဲတမ်းလူပြည့်ခြင်းမှာပြည့်လိမ့်မယ်ဆက်ဆာခြင်းရောင်းတဲ့အချိန်မှာလေဒါပေမဲ့ အဲ့ဒီလူစပြီးတော့ပြည့်တဲ့အချိန်လေးမှာเนาะသူ့ကိုဗီဒီယိုရိုက်တယ်ရိုက်ပြီးတော့အဲ့ဒီဗီဒီယိုကိုသူက line ပေါ်တင်တယ်ဆိုတော့ line ပေါ်မှာကြီးရှုနေကြတဲ့ပိသက်တွေကဒီဟာကိုမြင်သွားတဲ့အခါမှာပြောမယ်ဆိုတချိန်လုံးပဲအာလူတွေကချက်ချက်တိုးဝယ်စားနေသလိုကိုမျက်လုံးထဲမှာမြင်သွားကြတယ်အဲ့ဒီခါကျတော့ဘာဖြစ်လဲဆိုအထူးဆန်းဖြစ်သွားတယ်နောက်တစ်ခုကဒီထက်ပိုထူးဆန်းတာဘာလဲဆိုတော့အချိန်မောင်းနေများစွာရှိတယ်ကျွန်တော်နိုင်ငံမှာသို့တော့တမညာသီးကိုဒီလိုမျိုး ငရုတ်သီးရင်နဲ့เนาะဒီလိုမျိုးနေဖက်ပြီးတော့အချိန်မောင်းဖန်တီးထားတယ်ဆိုတာအဲကျွန်တော်ဒီအသက်ရွယ်ရောက်တဲ့အထိကျွန်တော်ခါမကြဘူးဒါပထမအောင်ဆုံးကျွန်တော်ကြားဘူးလားကျွန်တော်ကိုယ်တိုင်လည်းဒီအချိန်မောင်းဗီဒီယိုဖိုင်လေးကိုကျွန်တော်မြင်လိုက်တဲ့အချိန်မှာကိုကိုယ်တိုင်လည်းဟိုပြောမှဆိုရင်စိတ်ဝင်စားတယ်အဲစားချင်စိတ်တွေလည်းဖြစ်လာတယ်ပေါ့နော်ဆိုတော့ဘာဟုတ်ပြောချင်တာလဲဆိုတော့ကျွန်တော်တို့တည့်ရက်သီးတွေဇီးသီးတွေတခြားသောအချိန်ပေါင်းတွေလည်းများစွာရှိတယ်ဆိုတော့ဒီဟာတွေအနေနဲ့ကြတော့ကျွန်တော်တို့အနေနဲ့အမြင်ကယိုးနေတယ်နော်အခုဒီတမညာသီးချိန်ပေါင်းကြတော့ထူးဆန်းသွားတယ်စိတ်ထဲမှာထူးဆန်းသွားတယ် တူးစန်းတဲ့အပြင်မှာအမကပရိုမိုးလုပ်တတ်တယ်ကျွန်တော်ခုနပြောသလိုလေသူကဆက်ဆံချင်းရောင်းတဲ့အချိန်မှာလူရင်ကဒီလောက်ရှိချင်မှရှိမှာနော်အချိန်တိုင်းရှိနေမှာတော့မဟုတ်ဘူးဒါပေမဲ့ရှိနေတဲ့အချိန်ခဏလေးတစ်ခုကိုသူကအကောင်းကောင်းအပိုင်းတိုင်းအသုံးချပြီးဗီဒီယိုအတူလေးသူရိုက်လိုက်တယ်ရိုက်ပြီးတော့ဒါကို line ပေါ်တင်တယ် TikTok တွေ Facebook တွေပေါ်တင်လိုက်တင်လိုက်တဲ့အခါမှာလက်ရှိမှာအားလုံးကပြောမယ်ဆို line ပေါ်မှာတုံးနေကြဖြစ်တဲ့အတွက်ဒီဟာကြီးကိုမြင်တဲ့အခါမှာဟာဒါဘယ်မှာရောင်းတာလဲ ဒါဥပိ္ပိဒရာနားမှာရောက်မယ်။ Okay ဆိုတော့ဥပိ္ပိဒရာရောက်ရင်တော့ငါတို့ဘာဖြစ်ဖြစ်တော့စားကြည့်အောင်မယ်ဆိုတဲ့ခံစားချက် feeling ကတော့ရောက်သွားကြတယ်ကြီးရှုတဲ့သူတွေမှာလေ။ဆိုတော့သူ့ဘာသူကောင်းကောင်းမကောင်းကောင်းတော့ကျွန်တော်ဒါမပြောသေးဘူး။ကောင်းတာတွေမကောင်းတာတွေကျွန်တော်မပြောသေးဘူး။သို့တော်လူတွေရဲ့စိတ်ထဲမှာအဲ့ဒါလေးတော့ဖြစ်သွားတယ်။ ဲ့တော့ကျွန်တော်ဒီနေ့ဘာကို message ပေးချင်တာလဲဆိုတော့ဒီလိုမျိုးရောင်းဝယ်နေတဲ့သူတွေအနေနဲ့ပေါ့နော်လမ်းမေးမှာဒီလိုမျိုးအချိန်မောင်းရောင်းနေကြတဲ့သူတွေပဲဖြစ်စေတခြားသောအဲကွန်ပျူစီကိုရောင်းနေကြတဲ့သူတွေပဲဖြစ်စေဘာပဲလှုပ်လှုပ်လုပ်မယ်ဆိုရင် social media နဲ့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့အလုပ်လုပ်ဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်ထပ်ပြီးတော့အသိပေးချင်တယ်ဒါမှသာလေကိုယ့်ရဲ့ဒီစီးပွားရေးဟာပို့ပြီးတော့ကျယ်ပြန့်လာပြီးတော့လူတွေသိလာမယ်ကိုယ်ပို့ပြီးတော့မှအဲစိတ်ဝင်စားနဲ့ ကိုယ့်ရဲ့ဆိုင်ကိုလာအားပေးကြမယ်လို့ကျွန်တော်အနေနဲ့အတည်ပြုခြင်းပါတယ်ဆိုတော့နောက်တစ်ချက်ကပါလဲဆိုတော့ဒီလိုအချိန်ပေါင်းနေများစွာရှိတဲ့အထဲမှာမှကိုကတခုခုဖန်တီးရောမယ်ဆိုရင် unit ဖြစ်အောင်လို့ကျွန်တော်ပြောချင်တာလေ unit ဖြစ်အောင်လို့ဆိုတာမတူညီအောင်ပေါ့နော်သူများတွေလုပ်တဲ့ပုံစံတွေကနေခွဲထွက်ပြီးတော့မှအဲကိုယ့်ရဲ့ဖန်တီးမဲ့အစားအစာကိုသူများတွေမြင်လိုက်တာနဲ့ဒါမျိုးကအထူးဆန်းမဲဆိုတာမျိုးဖြစ်သွားအောင် ဖန်တီးတင်တယ်လို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်အသူမြားဒါရောင်းတာနဲ့ကိုယ်လည်းဒါပဲလိုက်ရောင်းတာမျိုးထက်ဆိုင်ပေါ့နော်ပုံမိုပြီးတော့ဥမာကိုယ်ဈီးသီးရောင်းရင်တော့မှဒီဈီးသီးကိုတခြားသောသူမြားဈီးသီးရောင်းနေတာထက်ပိုထူးချောင်းကိုဘလို့ဖန်တီးမလဲဘလို့ပုံစံနဲ့အပြင်ရော promote လုပ်မယ်ဆိုတာမျိုးတွေစဉ်းစားပြီးတော့မှ marketing လုပ်တဲ့နဲ့ရောင်းချတဲ့နဲ့လို့ကျွန်တော်အနေနဲ့ဒါပထမဆုံးအနေနဲ့အကြံပေးချင်တယ်ဒါကတော့ကျွန်တော် issue နေကြတဲ့သူတွေအဲမှာဈေးတက်ပြီးပါတယ်ဆိုရင် ဘာဖြစ်ဖြစ် idea လေးတစ်ခုပေးတာပါနောက်တစ်ချက်ကဘာလဲဆိုတော့ FDA ကိစ္စပါလက်ရှိမှာဖြစ်နေတဲ့ဒီ FDA ကိစ္စကိုကျွန်တော်ပြောချင်တာကလေလက်ရှိအချိန်မှာကျွန်တော်သိရသလောက် live ပေါ်မှာပြက်နေတဲ့သတင်းအရဆိုရင်တော့ FDA ကလက်ရှိမှာ Matt Patima ရဲ့အချိန်ပေါင်းကပြောမယ်ဆိုချက်မိုင်းနဲ့မတင်လျော်ဘူးဆိုပြီးတော့အရေးယူလိုက်တဲ့သဘောပေါ့နော်အဲ့လိုမျိုးတက်ရောက်တဲ့ပုံစံမျိုးနဲ့ဆိုင်ထွက်ခွင့်ကိုပိတ်ထားရဆိုပြီးတော့သိရတယ်ဆိုတော့အဲ့ဒီသတင်းကတကယ်လားအမှန်ကန်ဆိုရင်ပေါ့နော်ကျွန်တော်အနေနဲ့ FDA ကို ပြောချင်တာက FDA ကပြောမယ်ဆိုတောင်းရှိလူကြီးတွေအနေနဲ့ပြန်လည်ပြီးတော့တုံ့သက်ပေးစီချင်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲကျွန်တော်တို့မြန်မာနိုင်ငံမှာအချိန်ပေါင်းရောင်းနေတဲ့သူတွေကသူတယောက်တည်းမဟုတ်မြန်မာပြည်တနိုင်ငံလုံးအတိုင်းအတာနဲ့ကြီးမယ်ဆိုအများစွာရှိတယ်။ရန်ကုန်မြို့ပေါ်မှာဆိုလည်းပြောရမယ်ဆိုလက်ညှိုးထိုးမလွဲအများကြီးပဲအချိန်ပေါင်းတယ်ဒီနေတာမဟုတ်ကျွန်တော်မြင်တွေ့နေရတယ်။အပြီးတော့လမ်းမီးဈေးတဲ့ street food တွေလည်းအများစွာရှိတယ်ရန်ကုန်မြို့ပေါ်မှာ။ဆိုတော့အဲ့ဒီလူတွေအားလုံးက FDA အသိမှတ်ပြုတ်ထားလားလက်မှတ်တွေပေးထားလားလက်မှတ်တွေရနေကြလားပြီးတော့ဘလောက်ထိ ကျမ်းမာရေးညီညွတ်မှုရှိသလဲဆိုတာကျွန်တော်တို့အားလုံးနားလေတယ်။ဘာကြောင့်အားလုံးနားလေတယ်လို့ကျွန်တော်ပြောရသလဲဆိုရင်တို့ရောင်းနေတာကပြောမယ်ဆိုရင်လမ်းဘေးမှာရောင်းနေတာဖြစ်တဲ့အတွက်လမ်းဘေးဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကားကြီးဖြတ်သွားရင်ဖုံတွေကဝင်လာပဲ။နော်မဝင်မှနဲ့ပြောလို့မရဝင်လာပဲ။ဆိုတော့အဲ့လိုဖုံတွေဝင်နေတဲ့ဒီအစားအစာတွေကိုလူတွေအနေနဲ့လည်းမသိတာတော့မဟုတ်သိတယ်သို့တော်လည်းပဲ။ လက်တလောဗိုက်စာနေတာကိုဖြည့်ရှင်းမှုအတွက်လက်တလောဝင်ရောက်ပြီးတော့စားတောက်ကြတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကလေဒီပစ္စည်းတစ်ခုကိုလေနေ့စဉ်နဲ့အမြားစားတောက်တယ်ဆိုတာရှားပါတယ်တော်တော်ကြီးကြိုက်မှသာလေကျွန်တော်တို့အဲတရက်ချနှစ်ရက်ချဒီလိုမျိုးစားကြတာပါဆိုတော့လက်ရှိဒီပြောမယ်ဆိုအချိန်ပေါင်းဆိုပူတော်ဆိုးသေးတယ်เนาะတခြားအစားအစာနဲ့မတူအချိန်ပေါင်းဆိုတာဒီအချိန်ပေါင်းကိုနေ့တိုင်းဘာလို့မစားနိုင်ဘုံကုံပြောမယ်ဗျာတရက်ချတော့မှမစားနိုင်ဘာကြောင့်လဲဆိုတော့အချင်းမြမြစားလေလေတခြားအချင်းစားပြီးတခြားဘာမှစားလို့မရတော့ဘူးဆက်က ဆိုတော့အဲ့လိုအခြေအနေကြီးကိုဒီအမျိုးသမီးပေါ်မှာဒီလိုမျိုးအရေးယူမှုလိုက်တယ် FDA နဲ့မကန့်ညီတဲ့အတွက်ဒီလိုမျိုးလှုပ်လိုက်တယ်ဆိုတာကတော့ပြောမယ်ဆိုရင်တော့တော်တော်လေးကိုပြောမယ်ဆိုပြင်းထန်တဲ့အရေးယူမှုလို့ပဲကျွန်တော်နေမှတ်ယူပါတယ်ပြချက်ကတခြားသောဒီလိုမျိုးအချင်းမောင်ရောင်းတဲ့သူတွေနဲ့သူ့ကိုပြန်ပြီးတော့နှိုင်းရှင်ပြီးတော့စဉ်းစားမယ်ဆိုရင်ဒါ fair မဖြစ်ဘူးလို့တော့ကျွန်တော်နေနဲ့ယူဆတယ်ပေါ့နော်ဆိုတော့ဒီလို unfair ဖြစ်နေတဲ့အခြေအနေမျိုးမှာလူကြီးအနေနဲ့တစ်ခုခုကိုကျွန်တော်တို့ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် တာဝင်ကတော့တာဝင်ကတပိုင်းပေါ့လေနော်သို့တော်လည်းပဲနှလုံးသားနဲ့တာဝင်နဲ့ပေါင်းဆက်ပြီးတော့တချို့ကိစ္စတွေကိုအကင်တွေဖြေရှင်းမယ်ဆိုရင်ပို့ပြီးတော့အဲဘာပဲဖြစ်ဖြစ်ကျွန်တော်ယုံကြည်ကြတော့လူချစ်လူခင်ပို့များမယ်ဗျာနော်အဲ့လိုပဲတဲ့ပြောလိုက်တော့မယ်နော်အဲကိုယ့်ရဲ့ဝင်းကြီးဌာနအပေါ်မှာလည်းလူချစ်လူခင်ပို့များလာလိမ့်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့တချို့နေရာတွေကြတော့လုံးဝဟိုဘယ်လိုပြောမလဲလစ်လီရှုထားပြီးတော့မှတချို့နေရာတွေမှာအရန်ကို serious ဖြစ်တာမျိုးဆိုရင်အဲကျွန်တော်ခုနကပြောတဲ့အရာနဲ့စန့်ကျင်ဘက်တွေရနိုင်တယ်စန့်ကျင်ဘက်တွေဖြစ်လာနိုင်တယ် ဆိုတော့ဘာပဲဖြစ်ဖြစ်အဲကျွန်တော်ကအဲ့နေရာမှာတာဝန်ထမ်းဆောင်တဲ့လူတယောက်ဆိုရင်ကျွန်တော်စဉ်းစားမှာပြောပြရတာပါအဲကျွန်တော်တို့တာဝန်နဲ့ကိုကတာဝန်အရာလုံတင် လုံလိုက်တာကိုလုပ်တယ်ဆိုပေမဲ့လေဒီတာဝန်ရဲ့နောက်မှာကျွန်တော်တို့ထပ်ပြီးတော့ပါလာတင်တာနှလုံးသားပေါ့နော်ပြောမယ်ဆိုရင်နှလုံးသားနဲ့တွေးပြီးတာနှလုံးသားနဲ့ကြည့်ပြီးတာမျိုးဒီဟာလေးကိုငါတို့ဘလို့သူ့ကိုအစီအပြောင်ငါတို့အဲသူ့နဲ့ကိုနဲ့ကြားမှာเนาะကိုကိုဌာနနဲ့သူ့ရဲ့လှုပ်ဆောင်မှုရဲ့ကြားမှာဘလို့အစီအပြေသွားအောင်เนาะသူ့ကိုလည်းလမ်းကြောင်းမမှားသွားအောင်လူတွေအတွက်လည်းကျမကြီးမထိခိုက်အောင် သူ့ဘလို့တုံတင်လမ်းပြပေးပြီးတော့သူ့ရဲ့အလုပ်ကိုဘလို့ဆက် run နိုင်အောင်ငါတို့အနေနဲ့ sporting လုပ်ပေးရမယ် knowledge sharing ဘလို့လုပ်ပေးပြီးတော့သူ့ကိုဆက်ပြီးတော့အဲဖွင့်ခွင့်ပေးရမယ်ဆိုတာမျိုးဘာထက်ပြီးတော့စဉ်းစားတင်တယ်အဲ့လိုမျိုးနဲ့ခုနကကျွန်တော်တို့ဒီ line ပေါ်မှာတည်ရတဲ့လောက်390ပေးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့เนาะ သိန်း90ဆိုတာ FTO ပေးရမလားသို့မဟုတ်စီပင်ကိုပေးရမလားဆိုတော့ကျွန်တော်တိကျမသိဘူးသို့တော့ဘလို့ပဲဖြစ်စေအဲဒီလိုမျိုးငွေကြေးကောက်ခံပြီးတော့မှအဲဒီလိုမျိုးလမ်းမေးဈေးတဲ့တယောက်ကိုဒီလောက်အထိကြီးမားတဲ့ငွေကြေးကိုကောက်ခံတာမျိုးကတော့မဖြစ်စေချင်ဘူးလို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒါကိုပြန်လှည့်ပြီးတော့သုံးသက်စေချင်တယ်လို့ပြောကြရင်းနဲ့ပဲဒီဗီဒီယိုလေးကိုသုံးသက်ချင်တယ်ဆိုတော့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးကိုများမှတ်ချက်ပေးချင်တယ်မှတ်ချက်ပေးချင်တာရှိကိုမရေးသားကြပါကျွန်တော်နေ့စဉ်နဲ့များကြည့်ရှုအားပေးနေကြတဲ့ view ကဒုတိယချင်းစီရင်လေးနဲ့အတူပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံညီပါဗျ see you next video